မင်္ဂလာပါရှင်။နိုဝင်ဘာလ16ရက်နေ့ BBN ရဲ့ပြည်ရင်းမိပါသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါလေ။ဝလံမျိုးနယ်ကိုစစ်ကောင်စီကအင်အား400ကျော်နဲ့စစ်ကောင်စီတပ်ကအင်အား400ကျော်နဲ့စစ်ကြောင်းထိုးဝင်ရောက်နေပြီးတော့အရတားပြည်သူတွေရဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးနေတယ်လို့ဝလံမျိုးဒေသခံတွေစီကသိရပါတယ်။စစ်ကောင်စီစစ်ကြောင်းတွေဟာဝလံမျိုးနယ်အတွင်းကရွာသားကြီး၊ပင်စင်းကြီး၊တောင်ရွာ၊မြောက်ရွာနဲ့ဥယျာဉ်သားစတဲ့ကြီးရွာတွေကိုမိရှုဖျက်ဆီးနေတာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါမီးရှို့မှုကြောင့်ပျက်စီးသွားတဲ့နေအိမ်အရေအတွက်ကိုအတိအကျမသိရသေးပေမဲ့ဥယျင်သာကြေးရွာမှာတော့လက်ရှိရထားတဲ့စီးရင်တွေကနေအိမ်၁၂လုံးကျော်မီးလောင်ပျက်စီးသွားတယ်လို့ဝက်လက်ဒေသခံတို့က BBM ကိုပြောပါတယ်မရှို့တဲ့အိမ်ကြီးယူတော့တိကျမသိရရဥယျင်သာကတော့ဥယျင်သာရွာကတော့ကျွန်တော်တို့အိမ်ကြီး၁၂ရင်လောက်ပါသေးပဲတခြားအရာကျွန်တော်မသိရသေးပြပြင်းတဲ့ဘက်ကတော့လှမ်းထားအောင်လေအဲ့ဘက်ကတော့ခွေးရတော့ထွက်သွားပြီတခြားတော့မလှမ်းမရအောင် စစ်ကောင်စီတပ်ဟာဝက်လက်မြို့ပေါ်ကိုအင်အား100ခန့်နဲ့ဝင်ရောက်လာခဲ့ပြီးတော့တက်ဆွဲနေရာယူထားကပင်စင်းကြီးကျေးရွာကိုမိရှိုးတဲ့စစ်ကောင်စီတပ်သားအကြီးအတွက်မှလည်း200ကျော်ရှိတယ်လို့သိရပါတယ်။ပင်စင်းကြီးကျေးရွာကိုဝင်ရောက်နေတဲ့စစ်ကောင်စီစစ်ကြောင်းကတပ်သားအချို့ဟာလည်းရွာသားကြီးကျေးရွာမှာပူးပေါင်းတာမျိုးတွေရှိနေတာဖြစ်ပြီးတော့အဲ့ဒီကျေးရွာမှာအထိုင်ချထားတဲ့စစ်ကောင်စီစစ်ကြောင်းဟာခမန်းအင်အား100ကျော်ရှိတယ်လို့လည်းသိရပါတယ်။စစ်ကောင်စီတပ်တွေဟာဝက်လက်မြို့နယ်အတွင်းကိုကလေးမြို့စံတာကျေးရွာနဲ့ ရွှေဘိုဘက်တွေကစစ်အင်အား400ဝန်းကျင်နဲ့စစ်ကြောင်းထိုးနေတာဖြစ်ပြီးတော့လက်ရှိစစ်ကောင်စီတပ်ကတက်ဆွဲထားတဲ့နေရာတွေမှာရွာသားချင်းလှတော်ကြီးကန်းမြောက်ရွာကြီးကန်းတောင်ရွာနဲ့ရွှေဘိုမန္တလေးကားလိုင်းဘိုင်းကကျွာချို့မှာတက်ဆွဲနေရာယူထားကြတာဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီစစ်ကြောင်းတွေဟာဝက်လက်မျိုးနဲ့အတွင်းကိုစစ်ကြောင်းထိုးလာတာကြောင့်တော်လန်ရေးတပ်ဖွဲ့တွေကလည်းသူတို့ထိန်းချုပ်ထားတဲ့နေရာတွေကနေပိတ်ဆို့ဖျက်တောက်ထားတယ်လို့စီရီသတင်းရင်းမြစ်တို့ကပြောပါတယ် ဒီရပိုင်းထိုးသစ်တင်တာမဟုတ်ဘူးဗျာကျွန်တော်တို့ထိုးသစ်တင်တာကြာရွတ်ရသားကြီးကိုကျွန်တော်တို့လည်းအားသူကတိမ့်နေအချိန်ကြာတွင်းမှာကျွန်တော်ဘက်ကလည်းလိုအပ်ချက်တွေကြောင့်ကြက်ကြတော့ရအောင်မှာသူတို့ဝင်ဒီမှာ MI somebody အဲဒါ3ခေါက်ကို6စီးပေါ်ပြတစ်ခေါက်ကို9စီးနဲ့3ခေါက်ကို6စီးအင်အားချတယ်ကျပိုင်းမှာချတယ်ဗျာကျွန်တော်တို့စတောင်းစကိုင်းမြို့နယ်စတောင်းကနေမှာ ခမိုင်အင်အားတရာဂျုံနဲ့ကျွန်တော်နှစ်ခါခွဲပြီးဝင်ရောက်လာတယ်အဲ့လာကဟိုကကျွန်တော်ရသားကြီးမှာဟိုကအင်အားဟိုကနေရောင်ဝင်ကြတော့ရောက်သွားပြီအဲ့မှာမှာကျွန်တော်တို့ရှူဘက်ကထိုးလာတဲ့စစ်တောင်းကလည်းအဲကျွန်တော်တို့ဒီလာတော့ဝင်လာတယ်150ဝင်ကျင်တော့ရှိတယ်ဗျအကြခါကြတော့အကုန်လုံးမမှန်ဆိုရင်တော့ဝလမင်းနဲ့တော့ချမအင်အား400ဝင်ကျင်တော့ရှိတယ်ဗျအထူးသစ်ကတော့သူတို့ကတော့ပတ်ထုံးနေပြီကိုဘက်ကတော့လည်းအင်အားသူကလည်းသက်ဆိုင်ရနေတော့ဟိုသူကကိုအစင်ပြေနေရပါဗျအနေရာမှာကျွန်တော် ဟိုပိတ်ဆို့ထားရရှိတယ်ဗောဗျာလက်ရှိဝက်လက်မြို့နယ်အတွင်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်ဆိုင်နိုင်လေးဆိုင်နိုင်ကြီးတာနာရေထွက် မောက်ကျိုး ရွှေကျင်လှတော့ကြီးကန်းတောင်ကြီးကန်းမြောက်ဥယျာဉ်သာ ရွာတော်ကုန်းတမာကုန်းတရဝူစားတဲ့ကြေးရွာပေါင်း20ကျော်မှာထွက်ပြေးတင်းဆောင်နေကြရပြီးတော့စားဝင်နေရအခက်ခဲတွေဖြစ်နေကြတယ်လို့လည်းသိရပါတယ်။ရှိရကျွန်တော်တို့ပြည်သူတွေကဟိုတောင်းနှက်ချီပြီးနေရတယ်ဗျ။အဲ့မှာမှကျွန်တော်ရွာပေါင်း20ကျော် နဆက်ကြော်လည်းပြီးနေရတယ်ဗျအဲ့နဆက်ကြော်မှာလည်းလက်ရှိစောင်းအောင်ဒီဆိုပြကျွန်တော်တို့ကဒီအနှွေးတဲ့အင်ယူဆိုင်လူတယ်ဗျတချို့ဆိုရင်မတင်တဲ့တိုင်းတိုင်းမှာပါတယ်ဗျအဲ့နောက်တစ်ချက်ကစောင်းအောင်ဒီဆိုခါကြတော့ညတိုင်းကျနှင်းပါချမူးခွဲပါတယ်လို့တယ်ဗျအဲ့စောင်းနေရတော့လေစောင်းအကုန်လုံးမှာပဲခက်ခဲတော့စောင်းနေရဆအကုန်ခက်ခဲကြရပါဗျဒါကခုကတော့ကျွန်တော်တို့ကဒီတသိုင်းရလူသားဆန္ဒရနေမှာတော့ဟိုတသိုင်းရလူလူကော်မတီတဲ့နေမှာလှူဒန်းပေးရရင်တော့ရှိရလို့သိရတယ်ဗျအဲ့ဒါတော့ စစ်ကောင်စီတပ်ဟာဝက်လက်မျိုးနယ်အတွင်းပြီးခဲ့တဲ့အော်တိုဘာလဆပြီးစစ်အင်အားတွေဖြည့်တင်းနေသလိုဝက်လက်မျိုးရဲ့အရှိတ်နဲ့နောက်ဖက်ချမ်းတွေမှာလည်းအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးတာတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မိမ့်မျိုးအမှတ်ကိုတရှိအင်ဂျင်နီယာတက်ရင်မှာဘုံမှုတိန်ထွေးနိုင်ဟာတက်တွေရဲမေတွေကိုလိမ်မိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေပြုလုပ်နေရဆိုတဲ့သတင်းကိုကွန်မင်းတော်ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တနင်္လာရီတိုင်းမြိတ်မြို့အခြေဆိုင်အမှတ်9တစ်ရှစ်စစ်မြေပြင်အင်ဂျင်နီယာတက်ရင်မှာ ဘုံမူးတင်ထွေးနိုင်ဆိုသူဟာတက်တွင်းရှိမိခိုရဲမေတွေပေါ်လိန်ပိုင်းဆိုင်ရာနှောက်ယှက်မှုတွေအနိုင်ကျင့်မှုတွေပြုလုပ်နေရလို့တက်တွင်းသတင်းရင်းမြစ်တူရဲ့ပြောဆိုချက်အရသိရပါဗါးအဆိုပါအမှတ်98စစ်မြေပြင်အင်ဂျင်နီယာတရင်အတွင်းအရာရှိစစ်သည်အင်အားစုပေါင်း300နီးပါးထိရှိပေမဲ့အာသာသိမ်းပြီးနောက်ပိုင်းတက်တွင်းစစ်သည်တွေကိုမိုင်းရှင်းမိုင်းရှာတာတွေပြုလုပ်ဖို့အတွက်စကခ73နဲ့စကခ20ဌာနချုပ်များကို တွဲပတ်အင်အားဖြင့် အရောက်တရာခန့်ပေးထားရတယ်လို့သိရပါတယ်။ဒီလိုအခြားတပ်တွေစီတွဲဘက်ဖြစ်တောင်းဝင်သွားထမ်းဆောင်နေတဲ့စစ်တီတွေရဲ့ကြံရှိမိကိုမိသားစုတွေကိုတရင်မှုဖြစ်သူလှိုင်အောင်မင်းမှအနိုင်ကျင့်မှုတွေရှိနေတဲ့ကဲ့သို့ဘုံမှုတင်ထွေးနိုင်ဆိုသူကလည်းလိန်ပိုင်းဆိုင်ရာနှောက်ယှက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။အဆိုပါဘုံမှုတင်ထွေးနိုင်ဆိုသူကတက်တွင်းကြံရှိနေတဲ့အိမ်ောင်တဲ့ရဲမဲတယောက်ချင်းစီကိုတပတ်လင်၅ရက်၎င်းအိမ်ကိုနှီးမျိုးစုံဖြင့်ချင်းချောက်ဖိအားပေးကာ ညာဘက်တွေခေါ်လေလို့တက်တွင်သတင်းရင်းမြစ်တူက BBM ကို ပြောပါတယ်ဘုံမှုတထွန်းနိုင်ဆိုတဲ့သူတက်တွင်ရဲစရုံမှနေရာကြာပြီပြအရေးယူပေးမဲ့လူကြီးတွေတော့မရှိတော့ဘူးဒီဘက်မှာငါရဲ့အမျိုးသမီးတယောက်စီကိုသူ့အိမ်ကိုခေါ်တယ်ညာဘက်တွေခေါ်တာမသမီးတွေကမလာရင်ရေးယူမယ်ပြောတယ်ဒါကိုတက်ရင်မှုလည်းမသိဘူးအမကိုတက်ရှစ်စစ်မြေပြင်အင်ဂျင်နီယာတက်ရင်မှုဖြစ်သူလှရောက်မင်းမှာနေ့စဉ်ရက်တောက်ပြီးတက်ရက်ကိစ္စတွေကိုစိတ်ဝင်စားမှုမရှိရကြောင်း အဆိုပါဘုံမူးတင်ထွေးနိုင်ဆိုသူကသာအဓိကချဲ့လဲလောက်ကင်နေတယ်လို့သိရပါတယ်။ဒါအပြင်လင်းယောက်ျားဖြစ်သူစစ်တီတွေကအခြားတရင်တွေနဲ့စစ်မြေပြင်တွေမှာတွဲဖက်တောင်းဝင်တွားရောက်ထမ်းဆောင်နေရတာမို့ကြံရှိသူအိမ်အောင်တဲ့ရဲမေတွေမှမိဘတွေစီခွင့်ပြန်ချင်တာနဲ့လာစာထုတ်ချင်တာမျိုးတွေပြုလုပ်ရမှာလဲအဆိုပါဘုံမူးဆိုသူကအကြောင်းမျိုးမျိုးပြပြီးခွင့်မပေးရတွေလာစာထုတ်မပေးရတွေလဲပြုလုပ်လေရှိတယ်လို့၎င်းတည်င်းပေးမှဆက်ပြောပါရစေ။ တက်ထဲကျန်တဲ့အမျိုးသမီးတွေကလည်းမိသားရိမရှိတော့မိသားစုစီပြန်မှု ခွင့်တောင်းတာမျိုးတွေလက်ဆက်တောင်းတာမျိုးတွေဆိုရင်အချောမျိုးပြပြီးညစ်တယ်လက်ဆက်ထိုးတဲ့နေ့သွားရင်တော့တရင်မှုကမပေးဘူးဆိုပြီးရစ်တာတွေရှိတယ်ဒါတွေမကအခြားတက်တွေစီတွဲဖက်သွားတဲ့လူပြိုစစ်တီတွေရဲ့လာသာရပိုင်ကုန်နေနဲ့ပတ်သက်ပြီးတော့အ धिक ကင်တွေရတဲ့တက်ရေးပူကြီးဖြစ်သူအောင်မျိုးစုသူကလည်းလာသာငွေနဲ့ပတ်သက်ပြီးအလွဲသုံးစားလောက်တာတွေအချိန်မှလွဲမပေးရတွေပြုလုပ်နေရလို့လည်း သိရပါတယ်။အဆိုပါအမှတ်98စစ်မြေပြင်အင်ဂျင်နီယာတယင်းနဲ့ပတ်သက်ပြီးတယင်းမှုဖြစ်သူလိုင်အောင်မင်းအပါအရာရှိချို့ရဲ့ငွေလွဲသုံးစားလုပ်မှုတွေထွက်ပြေးစစ်တီတွေကိုစရင်အမှတ်မတင်ပြမှုတွေနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့လပိုင်းတွေအတွင်း BBM ကစုံစမ်းဖော်ထုတ်ခဲ့ပြီးအဆိုပါသတင်းတွေကြောင့်တော်ဝင်ရှိသူတွေက လာရောက်စစ်ဆေးရာတွေပြုလုပ်ခဲ့ပေမဲ့လည်းတစုံတရာအေးအေးဆောင်ရွက်သွားခြင်းမရှိဘူးဟုလည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ စကိုင်းတိုင်းမုံရွာမြို့နယ်မှာအစီ30ပါကျင်းဤတန်းစစ်ကောင်စီရေတန်းကိုပရင်သာမိုင်းငါးလုံးနဲ့ဖောက်ခွဲပြီးပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးသေပြီး၆ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့မုံရွာတိုင်းတိုင်းမိုင်း Special Type 4ရဲ့တာဝန်ခံက BBN ကိုပြောပါတယ်။နိုဝင်ဘာလ14ရက်နေ့မနက်9:00နာရီခန့်မှာမုံရွာနာမခနဲ့ဝမ်မောက်ကျင်းဤစီမံကိန်းဝင်အတွင်းမှထွက်လာတဲ့စစ်ကောင်စီတပ်များကကား၈စီးနဲ့ကျင်းဤတင်တွဲက22စီးတို့ကို ပထမမိုင်းကားလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ခိုက်မှုကြောင့်အဆိုပါရေတန်းဟာခင်မိုရွာရှိဘတ်ဆုံစိုက်ပျိုးမွေးမြူရေးချမ်းနီးမှာထိုးရက်သွားပြီးလက်နက်ငယ်တွေနဲ့လည်းထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ပထမမိုင်းကားလုံးနဲ့တပွိုက်ထဲကနေတိုက်ခိုက်ခဲ့တာပါ။ဒီခင်မိုရွာဘတ်ဆုံခွေးချမ်းနားမှာသူတို့ထိုးရက်သွားတယ်အဲအချိန်မှာလက်နက်ငယ်တွေနဲ့ထပ်မံပစ်ခတ်ခဲ့ပါတယ်ဗျာလို့အဆိုပါတာဝန်ခံကဆက်ပြောပါတယ်။ အဒီစစ်စစ်ရေးကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးသေဆုံးပြီး6ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့မျက်မြင်ပြည်သူတွေရဲ့သတင်းပေးပို့မှုကြောင့်သိရပါတယ်။တိုက်ခိုက်မှုအတွင်းသေဆုံးတဲ့ထိခိုက်ဒဏ်ရာရသူတွေကိုမုံရွာမြို့မှထွက်လာတဲ့ကျမ်းမာရေးတန်ရေး၄စီတတုံ၂စီစုစုပေါင်း6စီနဲ့မုံရွာနာမခါကိုတည်ဆောင်သွားတယ်လို့ဆိုပါတယ်။အဆိုပါစစ်စစ်ရေးကို BHA မှဦးဆောင်ပြီးချင်းရွေးဖိုက်တာ group မော်ရွာဒိုင်းနိုင်မန် STF တို့ကလက်တွဲညီညီတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။မိဘပြည်သူတွေအနေနဲ့လည်းတပ်ဖွဲ့တွေကိုလိုအပ်တဲ့လက်နက်ခိုင်းရန်တွေအတွက်တပ်နိုင်သမျှအကူအညီတပ်ဖွဲ့ပေးကြဖို့ကိုလည်းမြစ်တာရက်ခံထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မြေပြင်ရေတာစခန်းကိုအရခတ်တပ်တော် AA ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ဝါဒဖြတ်မှုတပုတ်ရိုက်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်24ဦးအစုလိုက်အပြုံလိုက်တေဆုံသွားတယ်လို့ ကျောက်ပြူစစ်ရေးတရေရင်းတွေစီကတည်ရပါလေ။ပြီးရလဲနိုဝင်ဘာလ10ရက်နေ့မှာစစ်ကောင်စီတပ်ဟာကျောက်ပြူမြို့နယ်တိုင်းချောင်းကျေးရွာကိုအင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့်အေအေကဆုတ်ခွာပေးလိုက်ရပြီးစစ်ကောင်စီကတိုင်းချောင်းကျေးရွာနဲ့တိုင်းချောင်းဆယ်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်စီဟာတိုင်းချောင်းကျေးရွာကနေအေအေခုခံစစ်အခိုင်အမာပြုလုပ်ထားတဲ့ မြေပြင်ကြီးရွာကိုထိုးစစ်ဆင်လာပြီးမြေပြင်ကြီးရွာကိုထိချုံနိုင်ပြီဆိုတဲ့ဝါဒဖြန့်တဲ့ပုံတွေရိုက်ကူးဖို့ပြင်ဆင်နေစေအေအေကလက်နက်ကြီးနဲ့တိုက်ခတ်တိုက်ခဲ့ခဲ့တာကြောင့်စစ်ကောင်စီတပ်သား24ဦးခန့်တိုက်ဆုံခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။စကားစကားတော့32ရက်တည်းရင်းနဲ့တညာဝတီရေတပ်ကနေတိုင်းချောင်းတို့မြင်းပြင်းတို့ဘက်ကိုစစ်ကြောင်းထိုးနေတာပါ။အေအေကလည်းအဲ့ဒီဘက်တွေမှာ အခြေကုန်းနေရာယူထားတာပါ။ သူတို့ပါတိုင်းချောင်းကို ထိန်းထားနိုင်တော့မြင်းပြင်ကိုအင်းအားအများအပြားနဲ့ထိုးလာတာရှိပါတယ်။အေးအေးကလည်းဆုတ်ပေးတာမျိုးရှိတယ်တဲ့။သူတို့ကဝါရဖြတ်တပ်ပုံတွေရိုက်ကူးဖို့ပြင်ဆင်နေစေ။အေးအေးကလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့်20ကျော်တိတ်ဆုံးသွားတယ်လို့သိရပါတယ်လို့ကျောက်ပြူစစ်ရေးသတင်းမြစ်ကပြောပါတယ်။စစ်ကောင်စီဟာမြင်းပြင်ကြီးရွာကိုထိန်းချုပ်နိုင်တယ်လို့သူတို့ရဲ့ဝါရဖြတ် Telegram Channel တွေမှာဖော်ပြထားပေမဲ့လည်းမြင်းပြင်တိုင်းချောင်းကြီးရွာအနီးမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ အေအေရဲ့စစ်ရေးတရေမြင့်တွေစီကသိရပါတယ်။မြင်းပြင်ဘက်ကိုစကားစစ်ကြောင်းတွေ ရောင်းနိုင်မှုဆိုတာမလွယ်ပါဘူး။ဒါပေမဲ့သူတို့ရောင်းနိုင်ခဲ့ရေလေအေအေပြန်လဲတိုက်ခိုက်မှာဖြစ်တယ်လို့ကြောက်ဖြူဒေတာခန်တဦးကဆက်ပြောပါတယ်။လက်ရှိအရခတ်တတော်အေအေဟာကြောက်ဖြူမျိုးနယ်ကိုထိုးပေါင်းဝင်ရောက်နိုင်မှုအတွက်မြင်းပြင်ကိုတူတောင်တန်းတွေကနေထိုးစစ်စစ်တိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်။ ကျောက်ဖြူမျိုးနယ်ရှိတိုက်ပွဲတွေမှာအာရခတတော်အေးအေးဟာအကြဆုံးနေပါဟာသူတို့ထိန်းချုပ်ထားတဲ့နေရာတွေကိုစုပ်ခွာလိုက်ထိုးစစ်ဆင်လိုက်တိုက်ခိုက်တဲ့စတဲ့အစ်စ်ရင်နီးပြူဟာတွေကိုကျင့်သုံးနေတာဖြစ်ပြီးတိုက်ပွဲအတွင်းမှာလည်းစစ်ကောင်စီတပ်သားတွေအကြဆုံးအများပြားရှိနေတယ်လို့လည်းသိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုကိုရီးချက်ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဂျပန်ဝန်ကြီးချုပ်စာနေတကအီချီရဲ့ထိုင်ဝမ်ပေါ်မှတ်ချက်တွေကြောင့်တရုတ်နိုင်ငံကနိုင်ငံသားတွေအနေနဲ့ ဂျပန်နိုင်ငံကိုမသွားဖို့တရုတ်သမ္မတရှီကတိုက်တွန်းခဲ့ပါတယ်။တရုတ်နိုင်ငံအနေနဲ့ထိုင်ဝမ်ကိုတိုက်ခိုက်ပါကဂျပန်ကလည်းသူတို့ရဲ့ကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့နဲ့တုံ့ပြန်နိုင်တယ်လို့ပြောခဲ့တဲ့တကအီချီရဲ့အကြံပြုချက်ကြောင့်အခုအပတ်အတွင်းမှာတရုတ်နဲ့ဂျပန်နှစ်နိုင်ငံဟာစကနိုင်လူနေကြပါတယ်။နိုင်ငံစလုံးရဲ့နိုင်ငံသားရေးဝန်ကြီးဌာနတွေကအပြန်အလှန်ပြင်းထန်တဲ့ကန့်ကွက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။အဆိုပါအရင်ပွားမှုဟာတရုတ်နဲ့ဂျပန်နိုင်ငံကြားတမိုင်းဝင်ရန်ညှိုးထားမှုဖြင့်ကိုပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်ရဲ့အချုပ်အခြာအာဏာပေါ်မဟာဗျူဟာမြောက် ထိခိုက်စေဖို့ပဲဖြစ်ပါတယ်။လက်ရှိတင်းမာမှုတွေဟာပြီးခဲ့တဲ့တောက်ကြနေ့ကဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့ပါလီမန်အစည်းအဝေးတစ်ခုကနေစတင်ခဲ့ပြီးတော့တိုက်ခံပါတီကအမတ်တဦးကတက္ကအီချီကိုတရုတ်ကထိုင်ဝမ်ကိုထိရင်ဂျပန်နိုင်ငံအနေနဲ့ရောဘလို့ကူညီဆောင်ရွက်မလဲလို့မေးမြန်းခဲ့ပါတယ်။စစ်သမောတွေရှိပြီးအားသုံးလာရင်ရှင်သန်မှုကိုချိန်ချောက်တဲ့အခြေအနေတစ်ခုဖြစ်လာနိုင်တယ်လို့တက္ကအီချီကတုံ့ပြန်ခဲ့ပါတယ်။ရှင်သန်မှုကိုချိန်ချောက်တဲ့အခြေအနေဆိုတာဂျပန်ရဲ့2015ခုနှစ်လုံခြုံရေးဥပဒေအရတရားဝင်၃နှုန်းတစ်ခုဖြစ်ပြီးတော့ မဟာမိတ်တွေပေါ်လက်နက်ကန်တိုက်ခိုက်မှုကဂျပန်အတွက်ကိုပါချိန်ချောင်းမှုတစ်ခုဖြစ်စေတာကိုယဉ်ညွန်းတာပါအဲ့လိုအခြေအနေမျိုးမှာဂျပန်ရဲ့ကိုပိုင်တာကွေတပ်ဖွဲ့အနေနဲ့ချိန်ချောင်းမှုကိုတုံ့ပြန်မှုအသက်သွင်းနိုင်ပါတယ်တက္ကသိုလ်ကြီးရဲ့မျက်ချက်တွေကြောင့်ဘေကျင်းကချက်ချင်းဒေါသထွက်ခဲ့ပြီးတရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနကသူတို့ကိုစိုးရွားတဲ့ကိစ္စရဲ့အဖြစ်ဖော်ပြခဲ့ပါတယ်ပြီးခဲ့တဲ့စနေနေ့ကဂျပန်နိုင်ငံအိုဆာကာမြို့မှာရှိတဲ့တရုတ်ကောင်စစ်ဝန်ချုပ်ရှူဂျီယန်ကတက္ကသိုလ်ကြီးရဲ့လွတ်တော်မျက်ချက်တွေကြောင့် X အပေါ်မှာသတင်းဆောင်မတို့ကိုပြန်လည်မျှဝေခဲ့ပါတယ် ကျွန်တော် Richard ပါနိုဝင်ဘာလ16ရက်နေ့ BBN ရဲ့ပြည်ရင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ကြီးစုသူမိဘပြည်သူများရှင်လန်းချမ်းမြေ့ကြပါစေရှင် ကျမသူစားပါ